ဘယ်တွန်လိုင်းတက်ဖို့ဝင်မစုံဒီလိုမျိုးအမျိုးယုတ်တွေကျော်စိုးကတော့ထိဆုံးရပါတော့ကျော်စိုးမှမဟုတ်ဘူးဒီဇော်ဖုံးကြီးကျော်မျိုးမင်းဒီတစင်ဦးအများကြီးရှိတယ်အဲ့ဒီကောင်ကြီးနဲ့တကောင်းကောင်းကိုရှင်းလင်းတုတ်တင်နိုင်မေးဆိုရင်ကျွန်တော်ကတော့တက်နိုင်တယ်လို့ဒါကျွန်တော်တော်လိုင်းမိဘပြည်သူတွေဝင်းရံနေမိဘပြည်သူတွေထိုင်ထိုင်ကိုကျွန်တော်ချင်းမိမှာပဲနောက်ဆုံးကုန်းကုန်းပြားတော်လိုင်းတက်ဖို့ဝင်နေမဟုတ်ဘူးရက်ွက်အဲဒီမျိုးတွေတွေကဒီမျိုးနယ်အလိုက်မှာရှိတဲ့မျိုးတွေမှာရှိတဲ့နောက်ဆုံးလူမိုင်းအဖွဲ့တွေကရှင်းလင်းတုတ်တင်ခဲ့ရင်တော့မှပဲကျွန်တော်ဘက်ကဓာတ်ရိုက်ဆက်သွဲပြီးတော့ထိုင်ထိုင်ကိုကျွန်တော်ချင်းမိမှာပါအဲ့တော့ ော့ဒါ catchy ဖြစ်တဲ့ချင်းမှာအားလုံးမင်္ဂလာပါ some video reaction နဲ့တပန်းပြန်လဲကြွဆွာရကဲဟုတ်ပြီကျွန်တော်ဒီနေ့ထွန်းစားလိုက်ပဲဘောမ video reaction နဲ့မစားခင်မှာကျွန်တော် YouTube channel လေးကို like and subscribe နဲ့ပြီးဖို့ကျွန်တော်ရင်တောင်းဆိုချင်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့စုဆောင်ထားတဲ့ဒီဘောမချစ်စား video reaction တွေပါတယ်လဲဆိုတော့ဒီဘောမ theme အတိတ်ကအဒီဘောမဘောကွန်ဘောမတွေထဲမှာအဒီကကြောင်စိုးကိုရှင်းနိုင်တဲ့သူထိုက်ထိုက်တန်တန်ကျွန်တော် RC David ကစုချင်းမြင်နေဆိုပြီးတော့ တို့ပြောထားတဲ့ video file ရယ်ပြီးတော့ရှင် PDF အကြံဖက်တွေဖြစ်စီတာအင်ယူရေးပါအမြင်စွန်လေးချပြလင်းဝင်စီချင်တယ်ဆိုပြီးတော့ bomber sniper ပါဆိုရဲ့ဟွန်တာလွန်တာရယ်အဲ့နောက်မှာတိုက်ပွဲထဲမှာကြာတာကိုကြာတာမဟုတ်ဘူးပျောက်တာပါဆိုပြီးတော့စစ်ခွေးတွေရဲ့လိန်နေရာကိုအပေါ်လိုကြီးတွေမတည်ရလားဖိရှင်းပြတဲ့နေဆိုပြီးတော့ bomber ပေါက်ကိုလည်းဟွန်တာလွန်ရယ်ပြီးလို့ရှိရင်ဒီဇော်ဘိုဟင်းရဲ့ကြောင်စုတစ်စီဟိုမှာမပေါ်တူဒီ bomber ကောင်းတယ်ဒီ နောက်ဆုံးဘတူရှင်းနိုင်ဘတူဘတူဖွဲ့စီမဆိုရှင်းနိုင်တဲ့သူကျွန်တော်ကိုယ်တိုင်ချင်းမြင်ပြီးသွားမယ်ဆိုပြီးတော့ဒီအာအောက်စီလေဗယ်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့တို့အဆုံးထိပါလာပါချစ်ဖို့တော့ဆိုချင်ပါတယ်ကဲလက်စကိုအင်ဂျန်တို့နထိုးကြီးတို့တောင်တာတို့တဲ့ဒါစက်တိုက်ပေါ့နော်ဒီစပွဲတွေစက်တိုက်ဖြစ်နေတယ်စက်တိုက်ဖြစ်နေတဲ့အထက်မှာမှ ဝလူစခန်းပေါ့နော်တောင်တာမြို့နယ်တဲ့ကမလားအဲဝလူစခန်းကိုလည်းဦးစင်းတို့ဒီဆက်ရွယ်လို့ရတယ်ဗျရတယ်ဆိုတာကဝလူစခန်းကတမတော်မိသားစုတွေရဲမိသားစုတွေနဲ့အဆက်ရွယ်ရတယ်ဒီနေ့ဆိုလဲဦးစင်းမြို့လမှာရှိတဲ့ဒါ yes တကြဆရာကြီးရဲ့ဇနီးတွေနဲ့ဆက်ရွယ်ရတယ်နော်အဆက်ရွယ်ရတယ် ကင်းလဲတဲ့အချိန်မှာစနိုက်ပါသာစနိုက်ပါနဲ့ထိမှန်သွားတာပေါ့နော်ချီတယ်ဒါတော့တိုင်းပြည်အတွက်မြင့်မြတ်စွာပဲမြင့်မြတ်စွာပဲဖိဆက်သွားတဲ့အတွက်ကြောင့်မိသားစုအတွက်ဒါဦးဇင်းတို့ကတော့ဝန်ထဲကဂုံလဲဂုံယူဂုံယူပါတယ်ပေါ့နော်ဂုံယူပါတယ်ဒါရဲတွေဒါတော့ရှေ့တန်းမှာဒါပိဆက်သွားတယ်အဲ့တော့ပိဆက်တိုင်းပြည်အတွက်တော့ပိဆက်သွားပြီပေါ့နော်ပိဆက်ချင်းပိဆက်ရာကျိုးတိုင်းပြည်အတွက်ပိဆက်ရာကျိုးတန်အောင်ပိဆက်ရာကျိုးတန်အောင်တော့ဒါတိုင်းပြည်နိုင်ငံတော်အနေနဲ့ ဘာတွေလုတ်ပေးမလဲဆိုတော့မတိရသေးဘူးပေါ့နော်။ဘာတွေမီတာစုကြံခဲ့တဲ့မီတာစုတွေသူကဘာတွေလုတ်ပေးမလဲဘယ်လိုတွေလုတ်ပေးမလဲလက်နာမှုတွေဘာတွေရှိရလဲဆိုတော့တခါတလေကျတော့ဦးစင်းတို့အများကြီးပဲဒီနေ့ဦးစင်းဟုတ်လားဒီတပည့်တော်ကခုဆိုလို့ရှိရင်ဒီမှာဘုရားတပည့်တော်မှယောက်ျားတေဝါတာတစ်နှစ်ကျော်ဝါကြီးဘုရားတဲ့ဒါပေါ့နော်ကြည့်ရတာအပြောက်ဆင်းတဲ့တွေထည့်ထားအောင်ကြားတယ်ဗျာနော်ဒါတွေဆိုလို့ရှိရင်အထက်ကနိုင်ငံတော်လူကြီးတွေကြီးကဲတွေလုံးဝလုံးဝမသိဘူးဗျာနော် ပြောရလို့ရှိရင်တို့ရဲ့ဒီကောင်းဆောင်နေရက်ရှိမှရှိရက်စကားနေအထက်ကအောက်ကပေါ့နော်အောက်ကတစ်ဆင့်တစ်ဆင့်ချင်းအသုံးမချဘူးလို့ပဲပြောအောင်ပေါ့နော်အသုံးမချဘူးလို့ပဲပြောအောင်ပါအောက်ကရဲဘော်တွေမကြည့်ဘူးလို့ပဲပြောအောင်ပေါ့နော်ဒါကတော့ဒီဒါဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်နိုင်ငံတော်တင်ပြရမယ်ဒီလိုဒီလိုတနည်းရှိပြီးမိသားစုကြံခဲ့တယ်မိသားစုကြံခဲ့လဲထောက်ပံ့ရမလဲဟုတ်လားမိပြည်တင်တာပေးရမှာပေါ့နော်အခုကပင်စင်လဲမရလက်ကလည်းမရပုံစံမျိုးဖြစ်နေရပေါ့နော်ဒါဥစဉ်စီမှာဆိုစပါတယ်နော်ဒါဥစဉ်အပြစ်ပြောတာမဟုတ်ဘူးဗျာနော်လိုအပ်ချက်ကိုထောက်ပြခြင်းဖြစ်ပါတယ်ဗျာ မင်းဘာတိလို့လဲဆိုတော့ဥစဉ်တို့လည်းဘာမှတော့မတူဘူးပဲဒါပေမဲ့လည်းဒါကတော့ဥစဉ်တို့ကတော့အမှန်တရားလို့ပဲဥစဉ်တို့ကတုံးတက်ခြင်းနဲ့ဥစဉ်တို့တုံးတက်တဲ့အခါမှာဟုတ်ပြီဝလူစကန်းကိုလည်းဥစဉ်တို့ဒီအခါတလေလင်းပိုင်းလော်တွေမှာမှာတော့ဖရဲသီးမြန်ရှိနေလားလို့ဥစဉ်တို့ကတုံးတက်ရမယ်တဲ့ဒီဝလူစကန်းကြီးတွေကိုကောင်းကင်ကနေជីချရဲနေជីချတော့ PDF နေရာရောက်သွားတယ်ပေါ့နော် PDF နေရာအာជី၄တောင်းကျော်လို့တော့ဥစဉ်တို့ခါရီတိရတယ်ပေါ့နော်ဒါမဖြစ်တဲ့အရာတွေတော့မဖြစ်တဲ့အရာတွေ ဒီတော့ဒီစခန်းဒီနေရာရှိရဒီနေရာကိုချအောင်မတိတာလားဆိုတော့ဗောနော်အဲ့တော့ဦးစင်းတို့ဒီဝလူစခန်းဆိုလို့ရှိရင်ဒါလူလဲလိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်အချို့ကြလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီးလို့ရှိရင်ရွာထဲဝင်သွားတယ်အာလာပြီးမှချတယ်ဝိုင်းနဲ့အာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်နော်ရွာထဲဝင်သွားတော့ရွာထဲဝင်သွားတော့လဲဟုတ်ပေါ်ကိုဘက်ကလည်းဒီနော် ။ဟာပါဒါရွာထဲဝင်သွားတာဒါဥသိန်းတို့အလုံးမဟုတ်ပါဘူးနော်။ရွာတွေကသူတို့ရဲ့ဟိုဟာဖြစ်သွားတာဟုတ်ဗျ။စခန်းကြီးဖြစ်သွားတာဟုတ်နော်။ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခန်းကြီးလို့ဖြစ်သွားတော့ကိုယ်ဘက်ကလည်းတဘောဓာကြီးတာပေါ့နော်တဘောဓာကြီးတာပေါ့ဟာရွာထဲဝင်တော့ရမလို့တော့နဲ့ဟာမချောက်အောင်နဲ့ပုံစံမဖြစ် နေရလားမသိဘူးပေါ့ဗျာနော်ခင်ဗျားတို့တိထားမှာကတော့ရွာထဲ PDF တွေကြီးဆိုးတဲ့အကျန်းဖက်တွေကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဒီအကျန်းဖက်တွေနဲ့ အကျန်းဖက်တင်နဲ့နေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန္တရာယ်လည်းများမယ်ငါတို့တည်းလည်းကောင်းကျိုးမပြူဘူးဆိုတော့လူတိုင်းတည်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြရည်ဒါတော့ခင်ဗျားတို့ကောင်းတယ်မှာမြင်မြတ်မှတ်ထားဖို့အရေးကြီးတယ်နော်ဒါပီရီယာအကျန်းဖက်တင်နဲ့နီးတဲ့နေရာဆိုတော့တို့ရတာတွေမရှိတော့ရှိရတူကလည်းဒါအကျန်းဖက်အာပေပဲအကျန်းဖက်ဝိုင်းရံတူလူပဲဥစဉ်တော့တော့တုံးတက်တယ်ဗျာနော်တုံးတက်တယ်အဲ့တော့ဥစဉ်တို့ဒီနထိုးကြီးမြင်းကြံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုက ချမ်းပြင်းနယ်မြောက်ပိုင်းကဒီခွေးမောင်းလို့မောင်းထုတ်လိုက်တဲ့ PDF တွေလည်းဒီဘက်ကိုအများကြီးရောက်လာပြီအဲ့ဒါကိုဖိဖိစီစီနဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲမျိုးတဲ့ပေါင်းပါပဲတကယ်လို့အဲ့နထိုးကြီးလိုမြင်ရလို့ဘယ်လိုစကားနဲ့တိတ်ကန်လိုက်လဲပါဝါဆိုတော့ခမ online ကချမ်းပြင်းနယ်မြောက်ပိုင်းကြားထဲဆိုမယ်တောင်မဲ့တီဘောတို့ကြားထဲဆိုမယ်ပါဝါထဲနော်ပါဝါထဲဆိုမယ်အဲ့တော့ ။ဦးစင်းတို့ဒီနေပြီးတော့203မိုင်မှာဆိုလို့ရှိရင်ပြည်သူစစ်တင်တန်းတိုက်တယ်။ဒါနဲ့ဟောဒီနေပြီးတော့ကမဟုတ်လို့ဘာကမဟုတ်လို့ဆိုရင်အဲ့ဒီမှာဆိုလို့ရှိရင်ဦးစင်းတို့စစ်သားဟောင်းတွေပါတယ်စစ်သားတွေပါတယ်။တက်တက်ကြွကြွတချို့လူငယ်တွေပါတယ်။အဲ့ဆိုအင်အားဘယ်လောက်ရှိလဲအင်အား250လောက်ရှိတယ်။ခင်ဗျတွက်ကြည့်ပြအဲ့မှာ100လောက်လက်နဲ့ခရံနှကောင်းမွန်တက်စင်ပြတင်နေလို့ပြအဲဝယ်လူစကားလုံးနေရာမျိုးတွေထားအမြန်တလိုအပ်တဲ့နေရာတွေပို့အပို့ပြီဆိုရင်လည်းထိုက်တိုက်တန်တန်ရှင်းမြင်မယ်ဂုံပြုမယ်တော်ရင်တော်တော်လို့ရှင်းမြင်မယ် ါမျိုးပုံစံနေဥစဉ်ရတော့လုံးတင်တယ်လို့ဥစဉ်တော့လုံးတတ်ချင်တယ်ဒီလူကြီးနာမှာနေတဲ့ဥမာလုံးပိုင်ခွင့်ရှိတဲ့လူကြီးနာမှာနေတဲ့ဒူတီကလည်းဒါဒါကြီးကတော့တိုင်းမှုရောက်နဲ့ဆုံးဖြတ်လို့မရဘူးတိုင်းမှုရောက်နဲ့ဆုံးဖြတ်လို့မရဘူးဘာလို့ဆိုတော့ဥစဉ်တော့တခါတလေဒီနေပြီးတော့ဘက်တီဘက်ဘက်မှာဆိုလဲပြည်သူစစ်တင်နိုင်တဲ့နောက်ပြတက်ပြည်ရဲ့လကားပုံစံမျိုးလို့ဖြစ်နေပုံစံဖြစ်နေအများကြီးပဲเนาะ အဲ့မစဒါနော်ဟိုတကကြီးငကောခြေထားမှာတိုက်ခိုက်ကောင်းခဲ့တဲ့ဘူကြီးညီညီဆိုလို့ရှိရင်လည်းအင်စားပြတော့မဟုတ်တော့ဘူးဒါဥတူဥဆောင်ပြီးမှတကယ်တော့ပါတယ်တကယ်တော်တဲ့တူတွေပါနော်လူတို့ရှင်စစ်သားဘဝမှာတော့လည်းတူတော်များများတိုက်ခဲ့တယ်အစစ်သားဘဝကနေနားတယ်စစ်သားဘဝကနေကြောင်းမျိုးမျိုးကြောင့်နားတဲ့အခါမှာဆိုလည်းတူဒီအဲ့ဘိတ်တို့မြိတ်တို့ဘယ်မှာတူဒီတော်မတိုက်ခဲ့တယ်အဲ့ဆိုရင်ရန်ကုန်တိုင်းတိုက်မှုကြီးအဲ့ဒီကောင်တိအဲ့ဘူကြီးအကြောင်းတိတယ်နော်ဒါတို့ရက်ဖက်နဲ့ တော်ရင်မှသူအင်အားနဲ့တော်ရင်မှတာရင်မှတိုက်ပေးတာအများကြီးလက်နဲ့တရခဲ့တာလည်းအများကြီးအခုလည်းနေပြီးတော့နေရတုံးပိုင်မှာအောင်စင်ဆရာတော်ရိုးနဲ့နေတယ်နေပြီးမှဒီလိုပြည်သူစစ်တွေကိုစူးစောင်းတယ်စူးစောင်းမှတကယ်တက်ကြွလို့ရှာသူတွေစူးစောင်းတယ်နော်စူးစောင်းတယ်အဲအဲ့ဒီလိုလူတွေစူးစောင်းတဲ့အခါမှာလာတာမဖြစ်အောင်ဒီအင်အားနဲ့တဲ့စခန်းနေမှာအင်အားမဖြစ်တင်ဘူးလားအင်အားလည်းဖြစ်တင်တယ်ရိတ်ခါလုံလောက်စွာပန်ဖို့တင်တယ်ကလေးတွေကိုပန်ဖို့တင်မယ်တကယ်လို့ကြာရှုံးသွားပြီတိုင်းပြည်အတွက်ပေးဆက်သွားပြီဆိုလည်းပေးပေးဆက်ရကြနတ်အောင် ထိုက်တန်စွာဂုံပြုပေးမယ်ထိုက်တန်စွာချီးမြှင့်ပေးမယ်မိသားစုကလေးတွေဘာတွေကြံခဲ့လဲဒါမျိုးကမစားလှုပ်ဆောင်ပေးလို့ရှိရင်တိုင်းပြည်အတွက်မပေးဆက်เสียအကြောင်းမရှိဘူးအဲ့တော့တိုင်းပြည်အတွက်ပေးဆက်ချင်အောင်လို့ရတော့လူတွေကတော့အားလုံးကတော့ပေးဆက်မှာပဲမပေးဆက်ချင်အောင်လို့ရတော့ဘယ်သူမှပေးဆက်မှာမဟုတ်ဘောနော်ဝတရားကြီးပဲပေးဆက်မှာပဲအဲ့တော့ဥစဉ်တို့ဘက်ကလည်းအများကြီးပဲအများကြီးပဲနော်အဲ့တော့မြင်းကြံနှထိုးကြီးတောင်းတာကို PPCC နဲ့ထိထိရောက်ရောက်ကမလုပ်ဘူးဆိုလို့ရှိရင်ဒီချက်စိုးအောင်မယ်လို့ဥစဉ်ကတော့ပြောချင်ပါတယ်ဗျာနော်အားလုံးတာပါပဲဗျာ မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာသတင်းတိုလေးခုသားဖြစ်ပါရှင်အဲ့ဒီသတင်းလေးကတော့ PDF အဖွဲ့လေးပေါ့နော်ဟိုကန်ဆိုးမှုမအောင်ကြာသွားတဲ့သတင်းလေးသာဖြစ်ပါရှင်သတင်းလေးကျွန်မရင်ဆုံးဖတ်ပြပါမယ်ရှင်အိန္ဒိယနိုင်ငံထဲကိုအညူချီလောက်ခံတမူပကဖ10ဦးကနေပြီးတော့ခိုးဝင်ခဲ့ပါရှင်ခိုးဝင်ရတဲ့အကြောင်းရင်းကတော့ဒီအိန္ဒိယနိုင်ငံထဲကိုပေါ့နော်သူတို့ကအမြဲတမ်းဒီမွေးရေးစေဝါးတွေနဲ့လက်လက်တွေပို့နေရဲ့ရှင်အကျန်းသက်သမားတွေဆိုတော့သူတို့စီးပွားရေးလောက်တာဘာညာရှိမှာပေါ့နော် အဲ့လိုမျိုးခိုးဝင်တဲ့အချိန်မှာအာတန်ရိုင်ဖယ်တရင်နဲ့ဆုံသွားပါလေရှင်အဲ့ဒီအာတန်ရိုင်ဖယ်တရင်ရဆိုရင်အိန္ဒိယနိုင်ငံနယ်စပ်မှာကင်းလဲ့နေတဲ့အချိန်ဖြစ်ပါရှင်အဲ့ဒီအဖွဲ့နဲ့မြန်မာနိုင်ငံဒီအကြမ်းဖက်သမားတွေနဲ့တွေ့ဆုံသွားတဲ့အခါမှာတိုက်ပွဲဖြစ်ကြပြီးတော့အဲ့ဒီခိုးဝင်သွားတဲ့အကြမ်းဖက်သမား၁၀ဦးလုံးကိုအဲ့ဒီအာတန်ရိုင်ဖယ်တရင်ကလည်းလက်တံပြောင်ပြောင်နဲ့ပေါ့အကုန်လုံးကိုခြေမုံးပစ်လိုက်ပါလေရှင်အဲ့လိုခြေမုံးပစ်ရတဲ့အခါမှာဆိုရင် ဒီခုံးဝင်လာတဲ့လက်နက်ကင်ဆယ်ဦးရဲ့အလောင်းကိုပြန်လာယူကြပါဆိုပြီးတော့တမူးမြို့နယ်တွေကိုအိန္ဒိယကအကြောင်းကြားခဲ့ရလို့သိရပါရှင့်ဒီပြည်စင်လေးကိုနားထောင်ပြီးရခါမှာကျွန်မစိတ်ထဲမှာတွေးမိရတစ်ခုပဲရှိပါရှင့်အဲ့ဒါပါလဲဆိုအန်ယူဂျီကိုပဲဖြစ်ပါတယ်အန်ယူဂျီကအခုလိုအခြေအနေမှာ PDF တွေနဲ့ပတ်သက်ပြီးတော့ဘာကြေညာချက်လေးများထုတ်ဖို့ရှိလဲဆိုတာလေးကိုမေးပေးကြပါအောင်ရှင့်မေးပေးကြပါအောင်မေးပေးရောလို့သူ့ကိုမေးပေးရောလို့သိလားဘာကြောင့်လဲဆိုတော့ PDF တွေဟာဒီလိုပဲလက်နက်တွေပေါင်ပို့လုပ်တယ်၊မွေးစည်းဝါးတွေရောင်းတယ်၊လူတွေတတ်တယ် ာတွေကိုတက်မလို့ကနှိမ်နှင်းလိုက်တယ်ဆိုရင်អော်လိုက်ကြတာတခါလေမိုးဥယာတွေမှာထွက်လာတဲ့ဖားတွေကဲတော့ကြွကြွညံអော်ကြတဲ့အန်ယူဂျီကအခုအိန္ဒိယနိုင်ငံကအစမ်းမတ်သမားဆိုပြီးနှိမ်နှင်းလိုက်တယ်လေအဲ့တော့အိန္ဒိယနိုင်ငံကဘာများပြောကြင်ပါလဲရှင်မိုက်လေးထိုးပြီးမေးလိုက်မယ်အန်ယူဂျီကဘာများပြောကြင်ပါလဲရှင်အဲ့လိုမေးရလဲရှင်တိလားခါကြရင်လေအစမ်းမတ်သမားဆိုတော့အစမ်းမတ်သမားလိုပဲနှိမ်နှင်းခံရမှာပဲမဲနိုင်ငံမဆိုကိုယ်နိုင်ငံလုံခြုံရေးကိုထိခိုက်မခံအောင်ရှင်ကျမအနေနဲ့ဘက်လိုက်မှုကင်းစွာပြောရမယ်ဆိုတော့အိန္ဒိယနိုင်ငံရဲ့လုံဆောင်ချက်ကမှန်လေး ။အကြောင်းလဲဆိုတော့အစမ်းသက်သမားတွေရဲ့ရန်ကိုသူတို့တွေလည်းရင်ဆိုင်နေရတာ။သူတို့ရဲ့ကက်ရှမီးယားဒေတာဆိုရင်ဒီတို့နိုင်ငံနဲ့ကတ်နေတဲ့နိုင်ငံကနေပေါ့နော်အကြမ်းမတ်သမားတွေကုကူလာပြီးတော့ဘုံထောင်တာအကြမ်းဖက်တာလူသက်တာလှုပ်လုံလို့သူကအကြမ်းမတ်သမားဆိုတရားကြောက်တယ်ဒီတော့အကြမ်းမတ်သမားချင်းအတူတူဟိုဘက်ကနိုင်ငံအကြမ်းမတ်သမားကိုပဲကြောက်ပြီးတော့ဒီဘက်နိုင်ငံအကြမ်းမတ်သမားကိုမကြောက်ဘူးလို့သူတို့မှစီကံသတ်မှတ်ထားမှရှိရှင်ဘယ်ရလာလာသူတို့နိုင်ငံနဲ့ဝင်လို့လက်နက်ပါတယ်အကြမ်းဖက်လို့ရလုပ်မယ်ဆိုသူတို့ကတီးမှာပဲသူတို့ကနှိမ်နေမှာပဲရှင်ဒါဟာသူတို့နိုင်ငံအတွက်အမှန်တရားသူတို့နိုင်ငံဘက်ကကြည့်အမှန်တရားပဲရှင်သူတို့သွားပြစ်တင်လို့မရဘူး အဲ့ဒီလိုပဲကျမတို့နိုင်ငံဟာဆိုရင်လေအကြံဘက်သမားတွေကကျမတို့ကိုပြည်သူတွေဒုက္ခပေးနေရဆိုကျမတို့စစ်တပ်ကနှိမ်နေရမှာပဲရှင်ဒါဟာလေကျမတို့နိုင်ငံအတွက်အမှန်တရားပဲတီကျက်တွေကကျမတို့သမားတွေဖြစ်သွားရတဲ့အကြောင်းရင်းကိုအရင်စစ်မယ်ဆိုလေအမျိုးကြီးရဲ့ညံ့ဖျင်းမှုကြောင့်ပဲရှင် PDF ဆိုတာကဘာကြောင့်ပေါ်လာတာလဲရှင်စစ်အာဏာရှင်တော်လာမယ်ဆိုပြီးတော့ဖွင့်လိုက်ကြတာမဟုတ်ဘူးလားစစ်အာဏာရှင်တော်လာမယ်ဆိုတဲ့လူတွေကဘာကြောင့်ပြည်သူတွေနှိပ်စက်တာလဲရှင်ပြည်သူတွေအနိုင်ကျင့်တာလဲရှင်ပြည်သူတွေတတ်ထားတာရှားထောင်ချီမကတော့ဘူးတန်ဃာတော်လည်းတတ်တယ်ဆရာဆရာမလည်းတတ်တယ် တက်မတော်သားမိသားစုတွေလည်းတတ်တယ်စီရေးစီရာနဲ့မဆိုင်တဲ့ပြည်သူတွေတတ်တယ်ကလေးရဆတ်တတ်တယ်ဒီလိုမျိုးလောက်ရက်တွေလုံနေတာအန်ယူဂျီကမထိမ့်သိမ့်နိုင်ခဲ့ဘူးဒီလိုလမ်းကြောင်းပေါ်ရောက်အောင်လို့လည်းအန်ယူဂျီကပြည်ထက်ကိုတွန်းပို့ပေးလိုက်တာဒေါက်တာဇော်ဝေဆိုးလို့ပါလို့ဆိုတယ်သူတို့ရုံးတံဖိုင်နေစမောက်လက်ထဲမှာရှိပါတယ်ရှင့်အစိတ်ကြွေးပြီးတတ်မယ်လို့ပါလို့ဆိုတာဒါသူတို့ကရှေ့ဆောင်လမ်းပြမကောင်းလို့လေရှိဆောင်နွားလားဖြောင်ဖြောင်သွားမှာနောက်ကနွားကဖြောင်ဖြောင်လိုက်တယ်ဆိုရဲစကားသူတို့နဲ့အတူတူပဲအန်ယူဂျီကဖြောင်ဖြောင်မသွားခဲ့တဲ့အတွက်ပီတီအက်ကနောက်ကနေဖြောင်ဖြောင်မလိုက်ပဲကောက်ကောက်လိုက်သွားတာ ဲ့တော့မဖြစ်လေနောက်ဆုံးကျတော့ PDF ပဲအကြံပတ်သမားဖြစ်တာပေါ့အကြံပတ်သမားဖြစ်ပြီဆိုမှတော့ဘယ်နိုင်ငံကမဆိုအကြံပတ်သမားဆိုတော့နှိမ်နင်းပိုင်ခွင့်ရှိရဲ့ရှင့်ဒါကြောင့်မြန်မာတက်တော်ကလည်းအကြံပတ်လို့တည်းလုပ်ပြီးတော့ကြော်လာရင်နှိမ်နင်းမှာပဲအိန္ဒိယတက်တော်ကလည်းသူတို့နိုင်ငံလဲဝင်ပြီးတော့သွားတဲ့အတွက်နှိမ်နင်းမှာပဲရှင့်အဲ့တော့မှမကျင်တတ်လို့ရှင့်တခြားတိုင်းပြည်တွေကိုလည်းကြုံပြီးဝင်ွားကြည့်လိုက်ပါလားဟိုကနှိမ်နင်းပြီးတော့လှက်လိုက်ပါလိမ့်မယ်ရှင့် ကြောင့် PDF တွေအကြမ်းမဲ့သမားဖြစ်ရတာဒီ NUG ရဲ့ညံ့ပြင်မှုကြောင့် NUG ကမမရမ်းလုပ်တဲ့ခိုင်းတဲ့အတွက်ဒီလိုလိုရတဲ့ဖြစ်သွားတာဖြစ်ပါရှင့်။ဒါကြောင့်အပြစ်တင်ခြင်းတင် NUG ကအပြစ်တင်ရပါရှင့်။ကျမပြောတဲ့သဘောတရားအောင်အောင်နောက်ရှိရည်ဆိုကောင်းကောင်းနားလဲပါလေ။စစချင်းလောက်ကြတော့စစ်အာဏာရှင်တော်လှန်ရေးဆိုပြီးစခဲ့ကြတာလေ။ဘာလို့အကြမ်းမဲ့သမားဘဝရောက်သွားကြတာလဲ။အောင်နောက်ရှိရင်စဉ်းစားကြည့်ပါရှင့်။ကိုလောက်ခဲ့ရဲ့လောက်ရတဲ့ NUG ငါတို့ဘိုင်းခိုင်းခဲ့လေ။ အန်ယူဂျီခိုင်းတာကိုလုံရင်းလုံနဲ့အစံဘက်ကမှဖြစ်သွားကြတာလေဒီတော့အစံဘက်ကမှဖြစ်သွားပြီဆိုတော့မှနိုင်ငံတော်လက်ညှိုးထိုးလို့ရလားရှင့်ပြည်သူတွေကိုလက်ညှိုးထိုးလို့ရလားဘယ်သူမှလက်ညှိုးထိုးလို့မရဘူး PDF တွေကိုခေါင်းကင်ဖခဲ့အဖြစ်နဲ့ခိုင်းစားခဲ့တဲ့အန်ယူဂျီကိုပဲလက်ညှိုးထိုးရမှာရှင့်ဒါလို့တော့ကျွန်မအနေနဲ့ PDF တွေစဉ်းစားတက်ဖို့အတွက်ပြောပြတာဖြစ်ပါတယ်အန်ယူဂျီခိုင်းတာဆက်လုပ်နေတော့အစံဘက်ကမှဘဝကနေဘယ်တော့မှတက်မှာမဟုတ်သေးကြတယ်အဲ့လိုဆိုရင်တော့ဖဲတော်တော်နှိမ်နှင်းခံအမှာပဲရှင့် ဒါကြောင့်လူငယ်တွေအနေနဲ့ကအသိတရားလေးရှိသေးရယ်ဆိုရင်တော့အလဲဝင်မှုအတွက်ကိုတော့စဉ်းစားဖို့ရှိမဝင်လဲရပါတယ်ကိစ္စမရှိပါကျမတို့အတင်းမခေါ်ဘူးရှင့်အတင်းမခေါ်ဘူးเนาะဒါပေမဲ့မဝင်ဘူးဆိုတော့လေကျမပြောသလိုပေါ့အကျန်းဘတ်တမဘဝနဲ့နှိမ်နှင်းတာခံရမယ်အလဲဝင်မယ်ဆိုတော့ကိုယ့်ရဲ့ဘဝကိုရက်တည်ဖို့အတွက်ကိုအခွင့်အရေးလေးနည်းနည်းပြန်ရလာမယ်ရှင့်ဒါလေးပဲရှိပါတယ်အခုတော့ရှိရပါဘောเนาะပြည်သူတွေရက်ဆက်တတ်ထားပြီးတော့မှတော့အလဲလာမဝင်နဲ့လေ အဟန့်လေးကတော့ကိုယ့်အကူနည်းနည်းစဉ်းစားတတ်ဖို့လိုတယ်နိုင်ငံတော်ကလည်းဒါလေးကိုစစ်စစ်ပြီးမှလက်ခံတတ်ဖို့လိုပါတယ်ရှင့်ဒါလေးပဲကျွန်မအနေနဲ့ဒရင်သုံးသက်ချက်တွေပဲပြောပြလိုက်ပါစေရှင့်ဒီစစ်တပ် lobby ကြိုးစိုးဦးတို့ဇော်ဖိုးဦးတို့ဇင်ဦးတို့ဟာအခုမှမဟုတ်ဘူးကြံခဲ့တဲ့ develop လောက်ကတည်းကမုံရွာတို့ကောင်တွေလင်းနေတဲ့သွားပြီးတွေက ဒီကောင်နေနောက်ွယ်မှာဘာတွေရှိနေရောမသိဘူးဒီကောင်နေရွေကျဲရှိရှိနဲ့ PDF တွေတော်လိုင်းတက်ဖုံးဝင်တွေကိုစိန်ခေါ်ပုတ်ခတ်ပြီးတော့ဒါစော်ကားပြောဆိုတာကြော်ဆိုးဆိုရင်အဲ့ဒီထဲမှာအဆိုးဆုံးပဲဟာမင်းတို့ PDF တော်လိုင်းတက်ဖုံးဝင်အလောင်းတွေကိုချွင်းနှင်းမြင်းထဲမှာရင်းမျောပြင်မယ်တော့ဒါအောင်မဒီကောင်အားမရသေးပဲနဲ့ကိုအဲ့ဒီမုံရွာပြန်လာတဲ့လမ်းမှာဆိုရင်လဲမင်းဦးရင်မင်းဆောင်ငါတို့ဦးရင်ငါတို့ဆောင်မယ်တန်ချက်ကကားနဲ့ငါတို့ကပြန်လာလာဆိုပြီးတော့ဒီကောင်ဇက်တိုက်ကိုဒီကိစ္စတွေကိုဒါလမ်းပေါ်တက်ပြီးတော့ဒါတော်လိုင်းတက်ဖုံးဝင်တွေကိုစိန်ခေါ်ပုတ်ခတ်ပြောဆိုတဲ့ဒီအပြူမှာပဲမနေ့ကဆိုရင်လဲခင်အားလုံးသိတဲ့အတိုင်း င်ပဲဒါ PDF တော်လိုင်းတက်ဖို့ရင်မဟုတ်တော့ဘူးနဲ့အခုဆိုရင်သူ့ရဲ့မိသားစုဝင်ကိုလည်းဒါထိပါလာပြီးဆိုရင်တော့ NLD ပါတီဝင်ကိုယ်စားလုံးတွေရဲ့ဒါမိသားစုဝင်တွေဆွေမျိုးတွေကိုလည်း City Light ဆွဲပြီးတော့တုတ်တင်ရှင်းလင်းမယ်ဆိုပြီးတော့ဒီကောင်ကိုယ်ိုင်ပြောခဲ့တဲ့စကားတာလွန်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကပြောချင်တာကကျွန်တော်ပြောရင်လည်းမမတ်ရင်စကားလုံးတွေပေါင်တော့မယ်ကျွန်တော်တခါမှမိဘပြည်သူတွေရဲ့အခုတော်လိုင်းလေးနေတာကာလမှာတော်လိုင်းကိုအကြောင်းပြပြီးတော့ကျွန်တော်ထောက်ပို့လဲမလုပ်ခဲ့ဘူးအလုပ်လဲမခံခဲ့ဘူးဒါမင်းနဲ့ ဒီတစ်ခါတော့ကျွန်တော်မော်တော်မှာလည်းကျွန်တော်ဝင်းရံပေးပါ ဘယ်တွန်လိုင်းတက်ဖို့ဝင်မစုံဒီလိုမျိုးအမျိုးယုတ်တွေကျော်စိုးကတော့ထိဆုံးရပါတော့ကျော်စိုးမှမဟုတ်ဘူးဒီဇော်ဖုံးကြီးကျော်မျိုးမင်းဒီတစည်ဦးအများကြီးရှိတယ်အဲ့ဒီကောင်ကြီးနဲ့တကောင်းကောင်းကိုရှင်းလင်းတုတ်တင်နိုင်မေးဆိုရင်ကျွန်တော်ကတော့တက်နိုင်တယ်လို့ဒါကျွန်တော်တော်လိုင်းမိဘပြည်သူတွေဝင်းရနေမိဘပြည်သူတွေထိုင်ထိုင်ကိုကျွန်တော်ချင်းမိမှာပဲနောက်ဆုံးကုန်းကုန်းပြားတော်လိုင်းတက်ဖို့ဝင်နေမဟုတ်ဘူးရက်ွက်အဲဒီမျိုးတွေတွေကဒီမျိုးနယ်အလိုက်မှာရှိတဲ့မျိုးတွေမှာရှိတဲ့နောက်ဆုံးလူမိုင်းအဖွဲ့တွေကရှင်းလင်းတုတ်တင်ခဲ့ရင်တော့မှပဲကျွန်တော်ဘက်ကဓာတ်ရိုက်ဆက်သွဲပြီးတော့ထိုင်ထိုင်ကိုကျွန်တော်ချင်းမိမှာပါအဲ့တော့ ော့ဒါကျွန်တော်တခါမှအကူအညီမတောင်းဘူးဟုတ်အခုလဲကျွန်တော်ကိုလာပြီးတော့လှူပေးဖို့ကျွန်တော်ပြောတော့မို့တော်ရန်ကြရင်ပြောဦးမယ်ဟာမင်းတို့ကောင်တွေကဒါ lobby တွေကိုမင်းတို့ကအကြောင်းပြုပြီးတော့အလှူခံစားရလို့ကျွန်တော်ကအပြောမခံနိုင်ဘူးအခုလဲကျွန်တော်ကိုလာပြီးတော့လှူပေးဖို့ပြောတာမို့ဒီကောင်ကိုတုတ်တိရှင်းနေတဲ့နေ့ social media မှာသတင်းတွေတက်လာတဲ့နေ့ဘယ်ဖွဲ့စည်းကနေဘလို့တွေရှင်းလိုက်ပါတယ်ဆိုတဲ့ကိစ္စကိုပုံပုံလေးလေးလုံးဝကွန်ဖန်းဖြစ်ပြီးတော့တည်တဲ့နေ့မှာအဲ့ဖွဲ့စည်းကိုကျွန်တော်ကိုယ်တိုင်ဆက်သွယ်ပြီးတော့ကျွန်တော်မော်ဒမတွေကို KB ဖြစ်ဖြစ်အထိုင်းနိုင်ငံဥမာထိုင်းဘတ်အကောင့်တစ်ခုပဲဖြစ်ဖြစ်ကျွန်တော်လုံးလုံးဆယ်မှာ ာကျွန်တော်နေရဲ့နိုင်ငံဘန်ကောင်ကဘေးလူမရဘူးအဲ့တော့ဒါကျွန်တော်တို့လည်းအန်လျင်ရှိတယ်အဲ့တော့ကျွန်တော်ကမြန်မာနိုင်ငံမှာ PB ကောင်ဝင်ဖြစ်ပြီးထိုင်းနိုင်ငံဒါကျွန်တော်အတီးတယောက်ကထိုင်းဘန်ကောင်ဝင်ဖြစ်အဲ့လောက်ကိုကျွန်တော်ချပေးမယ်နောက်ဆုံးတည်းအဲ့တော့ကျွန်တော်မုံမတွေဝင်းရံတဲ့အပေါ်ပိုင်းမူတည်တယ်ကျွန်တော်ကလည်းသိန်း90သိန်း100ဖြစ်နေတယ်ဖြစ်မယ်ကျွန်တော်ကလည်းမတည်မယ်အဲ့တော့ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောလဲဆိုတော့ဒီကောင်နေအမျိုးရိုးအောက်တန်းစားတွေရဲ့ ကျွန်တော်လူချင်းသားစစ်ခွေးစိတ်ကုံမကောင်းလို့အယောင်90ကိုတုတ်တင် ရှင်းလင်းနိုင်တဲ့ဒီလိုမျိုးအကြမ်းဖက်စစ်ကုံစီကိုထောက်ခံနေတဲ့ lobby ဒီကောင်ကိုရှင်းလင်းတုတ်တင်နိုင်ရင်ပြည်သူလူထုကိုနှိမ့်တယ်လို့ကသတင်းမှာဝါရမိုင်းနေဖြန့်ပြီးတော့သတင်းအစိတ်ခန့်နေတဲ့ဒီလိုမျိုးကျွန်တော်တို့အောက်တန်းသားအယူကိုက် lobby ဒီကောင်ကိုရှင်းလင်းတုတ်တင်နိုင်ရင်ကျွန်တော်တို့ပို့ပြီးတော့တန်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ကျွန်တော်အလုတ်ကပြန်လာတဲ့လမ်းမှာကားမောင်းနေရင်းနဲ့ကျွန်တော်ဒီလောက်လေးပဲပြောချင်တယ်အသေးစိတ်ကတော့ညကြရင် အသေးစိတ်ကတော့ကျွန်တော်ညကြရင်ထည့်ပြီးတော့ပြောပြမယ်တော်လို့စင်မှာကျွန်တော်ပြောတာကျွန်တော်ရှင်းအောင်ပြောချင်တာကျွန် ော်အလှူလဲမခံဘူးနော်ဒီကောင်လေးဘုံမအောက်တန်းသားတဲ့ကောင်အရင်ပြုတ်ပြီးတော့ခွက်ခုံနေပါစေစကားကိုလည်းကျွန်တော်အပြောမခံချင်ဘူးဘဲအဖွဲစည်းမစိုးဘဲလူမိုက်အဖွဲမစိုးဘဲတော်လိုင်း PDF အဖွဲစည်းမစိုးကြိုက်တဲ့နောက်ဆုံးစစ်ကုံတွေကတို့တို့ချင်းချင်းပြန်ပြီးတော့တုတ်တင်ရှင်းလေးလဲအဲ့ဒီအဖွဲကိုကျွန်တော်မဲရအောင်ဆက်သွယ်ပြီးတော့ထိုင်းတံကိုချင်းမြမှာဘာကြောင့်လဲဆိုတော့ဒီကောင်စော်ကားတာတော်တော်လေးကိုများနေပြီအဲ့တော့ မေတ္တာဘောင်စာတာခွေးမာတာကြောင့်ဆိုမင်းနေမဟုတ်ဘူးနော်မိမိသားစုအပါဝင်မင်းနဲ့ပတ်သက်ရပတ်သက်ကြောင်းနေခွေးကြောင်သားဇော်ဖိုးအိဟိုသမင်းကြောင်မှကြောက်เสียတက်ကိုမှတစီဦးကြောင်မျိုးမင်းနော်နောက်အများကြီးရှိသေးတယ်ပိုင်ရဲကိုမင်းတို့မှလေတိုင်းပေါ်မှာဟိုဘောပြားမှရှိသေးတယ်ဘယ်လိုမှလေဟိုပရိုင်းမီဒီယာစူးဆွေးတဲ့ကောင်မလားသူဘောပြားမှရှိသေးတယ်မင်းတို့အများကြီးရှိသေးတယ်အောင်မင်းနော်မင်းတို့အချမ်းမဲ့စစ်ကုံစီစစ်ခွေးတဲ့လက်ဟုတ်ကလော်ဘီတွေကလက်ချိုးယူလိုက်ရတယ်ဆယ်ရောမပြေတော့အဲ့တော့အဲအခုလုံးလုံးစင်မှာဒါကျွန်တော်လောက်ကပြန်လာရင်းနဲ့အိမ်သားလည်းကျွန်တော်ရောက်တော့ မယ်ဒီလောက်ကလေးပဲကျွန်တော်လာပြီးတော့ဒါပြောပြတာပါရှင်းအောင်လေးပြောပြတော့ညချင်းအာတချို့တွေကလောင်းအောင်ပဲကျွန်တော် secondary show ကိုကြိုဆုံးဒီနေ့သူ့ရဲ့ Telegram မှာတင်ပါချင်းသေးတယ်ကျွန်တော်အခုဒီ YouTube မှာရေးထားတဲ့ secondary show ကိုဒီကောင်တင်မယ်တင်ပြီးတော့ဟာနေပိတ်တွေကတော့ခွက်ခေါက်နေပြီငါ့ကိုအကြောင်းပြပြီးတော့ခွက်ခေါက်နေပြီပြောပါစေလို့အခုချိန်ဒီတပြားတစ်ချက်မှကျွန်တော်ဘယ်သူရှိမှအလို့မခံဘူးကျွန်တော်လည်းလာပြီးတော့လှူစရာမလိုတကယ်လို့ရှင်းလင်းသုံးတင်နိုင်နေကြရင်ကျွန်တော်ကိုယ်တိုင်ဘန်းကုန်တွေခြောက်ရမှာမယ်အဲ့တော့ကျွန်တော်မှမှတယ်အဲ့နေ့ကျရင်ဒါကျွန်တော်ဝင်းရံပေးကြဖို့လက်မင်းလေးပါတယ်လို့ပြောရင်းနဲ့အားလုံးပဲ ကျွန်တော်လောက်ကပြောင်းတဲ့အချိန်ဆိုတော့ညကြရင်တော့တန်းနိုင်သေးသေးကျွန်တော်ဗီဒီယိုဖန်လေးစူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်အဲ့တော့အမေသားသမီးမိဘပြည်သူမောင်နှမတွေစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ